တယ်မှာတမီးလေးနှစ်ယောက်နဲ့လေအဲတမီးလေးနှစ်ယောက်နဲ့ပြီးသွားတယ်တကယ်ချင်းပေါ့သူဆိုလဲကျွန်တော်တကယ်ချင်းငငယ်လေးကလေးကကျွန်တော်ထပ်တော့ငယ်ပါတယ်မိလေးလိုပဲအာသူနဲ့ဆိုလဲအရန်ကိုခင်ခဲ့တာတကယ်ကိုစိတ်မကောင်းအဲ့တရင်ကြကြချင်းဆိုလဲလေအာသူ့အမျိုးသမီးတယောက်ပဲအခုဆိုရင်ကြံတယ်ပေါ့နော်ဒီကိုအင်တာဗျူးလေးတွေကျွန်တော်ကြည့်ရတယ်ကျွန်တော်ကအရန်ခါရန်နေတော့လေကျွန်တော်တာယာတစ်ခုဖြစ်သွားတဲ့အချိန်မှာကျွန်တော်စဉ်းကြည့်မလို့တကားဖွင့်တော့မှရှိတယ်ဘေးကတိုက်ကပြိုကျသွားတယ်ကျွန်တော်ကားတွေပါပြီးသွားတော့ ျွန်တော်အဲ့တော့မှအရန်လန်သွားဟိုမြင်းကလေးတလောက်လောက်တာမျိုးလဲဘောကမှမကြုံဘူးပေါ့နော်ကြီးကျယ်ထပ်လှုပ်လိုက်တဲ့ခါကျတော့အကုန်လုံးလမ်းပေါ်မှာစိုက်ကယ်တွေလဲပစ်လဲပေါ့အဲ့လိုဖြစ်နေတကယ်ရုပ်ရှင်ရုပ်ရှင်ရိုက်နေတဲ့အတိုင်းဝင်ပေါ့နော်တကယ်တော့အပြင်မှာလက်တွေ့ရမြင်ရတော့တော်တော်လေးကိုလန့်သွားတယ် shock တော်တော်ရသွားတယ်အဲ့ဒီအချိန်မှာပထမတစ်ခေါက်လှုပ်တော့ဆိုရင်တော့မှလေဘေးမှာကားတွေပဲပြီးသွားပဲမြင်တယ်ဒီဒုတိယတစ်ချိန်လှုပ်တဲ့အချိန်မှာကျွန်တော်အဲ့83 38နားမှာရောက်တယ်အိမ်က ဘေးမှာအလုံးလိုက်ပြိုကြဘာမှမမြင်ရတာဗျာတကယ်ပြိုတဲ့ချိန်လေးဖုံကအလုံးလိုက်တက်လာကျွန်တော်ကားရီထဲထဲအကုန်ဖုံနေဝင်ကျွန်တော်တယောက်နဲ့တယောက်တောင်ကြီးတော်တော်လေးနှီးမှမြင်ရတယ်နည်းနည်းလေးလမ်းဝိုင်းရောမမြင်ရတော့ဖုံတော့ထဲမှာပေါ့နော်ဘသူဘာဖြစ်နေမှန်းမသိဘူးအဲ့တော့ကိုချင်းစားတယ်ဒီအိမ်ထဲမှာတကယ်ပြိမိနေတဲ့လူတွေပေါ့နော်ဘလို့တယောက်နဲ့တယောက်ဘလို့အော်ကိုဘီကိုဘောလောင်ဘတ်နဲ့ဘလို့ဆွဲထုတ်မလဲဘလို့ပြေးထွက်ကြမလဲဆိုတာတကယ်ဆိုမလွယ်ဘလို့မှမဖြစ်နိုင်ဘူးဘလို့ဟိုဘလို့ပြောစူပါဟီးရိုးလည်းတယောက်မှမရှိဘူးလေနော်အကုန်လုံးကတာမန်လူသားတွေ လူသားတွေပဲဖြစ်တဲ့အတွက်ကိုယ်အသက်ကိုရှင်ဖို့တော့မနေ့ရုံးကန်ရတဲ့အချိန်ဆိုတော့တယောက်နဲ့တယောက်ဒါမိသားစုဝင်အချင်းချင်းဒါဟိုအနစ်နာခံပြီးအသေးခံပြီးတော့ဗောနော်ဝင်ပြီးကယ်နိုင်ကြမှာတာမန်ဘသူမှကယ်နိုင်မယ့်အနေအထားမရှိဘူးတော်တော်လေးကိုပြင်းထန်တယ်ကြောက်စရာလည်းကောင်းပါကျွန်တော်တို့ဒီ top gear showroom ပေါ့နော် top gear automobile showroom အနေနဲ့ကျတော့ကျွန်တော်3300ကိုကျွန်တော်ကနဦးပေါ့နော်ကမကထားလုပ်လိုက်တယ်ပြီးရင်တခြားလူကျင်တဲ့တငယ်ချင်းတွေရှိရင်ကျွန်တော်တို့ showroom ကိုအကုန်လုံးဘာပဲလူကျင်လူကျင်လာဖို့ပါကျွန်တော်ငွေသားတော့လက်မခံဘူး ကျွန်တော်ပြဋိဒတင်လည်းလုပ်ထားမှာမဟုတ်တော့လေဒီငွေကြေးနဲ့ပတ်သက်တဲ့အရှုပ်ရှင်းတွေလည်းကျွန်တော်မဖြစ်ချင်ဘူးဘာကိုကစေတနာနဲ့ပေါ့နော်ကိုရဲ့စိတ်ထဲမှာဖြစ်လာတဲ့ဒါနာနဲ့ကိုကလူတာဖြစ်တဲ့အတွက်အဲ့လိုငွေသားတွေလက်ခံပြီးတော့ဒီအဲ့လိုမျိုးတခြားအထင်မြင်လွဲတဲ့ပြဿနာတွေလည်းကျွန်တော်မရှင်းချင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီတင်းကြအနေနဲ့လူတယ်ပြီးအများကြီးပါပဲကျွန်တော်တို့မှတ်မထားတတ်ဘူးဟိုတောင်းတောင်းကိုလူလိုက်တယ်စိတ်ထဲကဖြတ်လိုက်တယ်ပေါ့နော်ဟိုသူများအဆင်ပြေပါစေတော့ဆိုတော့စိတ်နဲ့ပဲလူဖြစ်တာဖြစ်တယ်လို့ပေါ့တခြားလူဖြစ်တာလည်းအများကြီးပါပဲဗျဟုတ် ဆိုတော့ကားတွေထိလိုက်သွားတယ်ရှင်။အော်မမထိလိုက်ဘူးဗျာ။အဲ့ဒီကကန်ကောင်းတာကျွန်တော်ရှိုးရုံးရှိုးရုံးကကျတော့ဒီ35လမ်းမပေါ်မှာလေ55 56ဆိုတော့ဘယ်လိုပြောမလဲအဲမန္တလေးအခေါ်ဆိုရင်အဲ့ဒါကဟုတ်မြို့အရှိတ်ဘက်ပေါ့နော်ကိုမြို့အရှိတ်ဘက်တော်တော်လေးကိုရောက်တယ်အဲ့ဘက်ကတော်တော်လေးတက်တာလေပြောရမယ်ငလင်ကျော်နဲ့လေတော်တော်လေးဝေးတယ်လို့ပဲပြောရမလားပေါ့နော်အဲ့ရဲမွန်တောင်ဘက်ပေါ့အဲ့လိုဘက်မှာတော်တော်လေးအထီးအခိုက်တော်တော်လေးနည်းတယ်ဗျအိမ်နေလဲလေထိတဲ့အိမ်နေလဲတော်တော်ထိပါတယ်ဒါပေမဲ့ကျွန်တော်တို့တော်တော်ကန်တီဝါးတယ်ပဲပြောရမယ်ဟုတ် ကား showroom ကလည်းဒီ showroom လုပ်မယ်ဖွင့်ပွဲလုပ်မယ်ဖြစ်တဲ့အတွက်ကားတွေကို showroom နဲ့မထည့်သေးဘူးနောက်ကဝင်းကြီးထဲမှာထားရတာပေါ့နော်ပြီးရင်ကျွန်တော်တို့စပွဲတွေခင်းဖို့ပေါ့ဧည့်သည်လိုင်းဧည့်ခံဖို့အတွက်အစားစရာတွေပဲပြင်ဆင်ဖို့ဆိုပြီးတော့ကားတွေမထည့်သေးတဲ့အချိန်ပေါ့ကားတွေလည်းထိခိုက်မှုမရှိခဲ့ဘူး showroom လည်းနည်းနည်းလေးပဲညနေကျက်လေးကြွာကြပါကြအဲ့လောက်လေးပဲဖြစ်ခဲ့ရပေါ့နော်အာဆုံဆုံဝိုင်းထဲမှာပါတယ်ဗျကျွန်တော်တငယ်ချင်းတွေမိသားစုပေါ့နော်အခု great wall great wall hotel မှာအကဲတမီးလေးနှစ်ယောက်နဲ့လေ အဲတမီးလေးနှစ်ယောက်နဲ့ပြီးသွားတယ်တကယ်ချင်းပေါ့သူဆိုလဲကျွန်တော်တကယ်ချင်းငငယ်လေးကလေးကကျွန်တော်ထက်တော့ငယ်ပါတယ်ညီလေးလိုပဲအာသူတွေဆိုလဲအရန်ကိုခင်ခဲ့တာတကယ်ကိုစိတ်မကောင်းအဲ့တရင်ကြကြချင်းဆိုလဲလေအာသူ့အမျိုးသမီးတယောက်ပဲအခုဆိုရင်ကြံတယ်ပေါ့နော်ဒီသူအင်တာဗျူးလေးတွေလည်းကျွန်တော်ကြည့်ရတယ်တကယ်ကိုမိသားစုနဲ့ထပ်တူထမရကိုဝမ်းနေပါတယ်စိတ်မကောင်းဖြစ်မိပါလေသူမှမဟုတ်ပါဘူးပေါ့နော်မြန်မာတပီလုံးကရှိနေတဲ့ဒီငရင်ဘေးဒဏ်ကိုအကြီးအကျယ်ခံစားခဲ့ရတဲ့တကယ်အသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးခဲ့ရတဲ့မိဘပြည်သူ ီသာအားလုံးတို့ကိုပေါ့နော်ကျွန်တော်တကယ်ဟိုထပ်ထူထပ်မြဝမ်းနည်းဘူးဆွေးရပါတယ်ဆွေးအကြောင်းလေးလည်းပြောချင်ပါတယ်အခုတခါလေးကြရင်ကားမောင်းနေရင်တခါလေးကြရင်ငလင်လုံးနေရမှာဟုတ်ကိုယ်အင်ဂျင်ကလှုပ်တာပြီးရင်ဟိုကိုယ်ဘေးကားတွေကတယောက်ယောက်ကလှုပ်လိုက်လို့အဲပုံပြောင်းထိုင်လိုက်လို့လှုပ်သွားရင်တော့ငလင်လုံးတွေပဲထည့်နေတာပေါ့နော်ပြီးရင်အခုနောက်ပိုင်းဆို application တွေပါလေထည့်ထားတယ်မိမဖုန်းထဲမှာဘယ်မှာလှုပ်သွားပြီဆိုတခါလေးဒီမှာ notification ကတက်နေတယ်နော်တီဖိုင်ကေးရှင်းမှာတက်နေတော့အလှုပ်ပြန်ပြီလှုပ်ပြန်ပြီအဲ့လိုဖြစ်နောက်ပိုင်းကျတော့ ဒီ3 4လောက်လောက်တာတော့မှဟိုလောက်တယ်လို့မမြင်တော့သူလို့ဖြစ်နေရပါတော့ဘာတော့ကဲတကယ်ကျန်းကျန်းတန်းတန်းလောက်တာမြင်ခဲ့ဘူးတော့လေအဲ့တော့အဲ့အဲ့စိတ်တော့ဝင်တာပေါ့ဟုတ်ကျွန်တော်ကလေအဖွင့်ပွဲပေါ့နော်ကျွန်တော် car showroom လေးလောက်ထားတယ် top gear automobile ဆိုပြီးတော့အာမန္တလေး35လမ်းပေါ်မှာပေါ့နော်55လမ်း56လမ်းကြားမှာအဲ့ဒီဟာဖွင့်ပွဲက28ရက်နေ့မနက်9:00နာရီပေါ့ကျွန်တော်အားလုံးစီစဉ်ထားပြီးသားတစ်မျိုးလုံးကဒီမိတ်ဆွေတွေလည်းဖိတ်ထားပြီးသားပေါ့အဲ့ဒီအချိန်မှာဒီ ဖွံ့ဖွဲအတွက်လိုအပ်တဲ့ဟာလေးကိုကျွန်တော်ထွက်ဝယ်မယ်ဆိုပြီးတော့မြို့ထဲခဏသွားရင်လည်းဒီမန္တလေးတကယ်လှုပ်တဲ့ပထမဆုံးအချိန်လှုပ်တဲ့အချိန်မှာကျွန်တော်83လမ်း83လမ်းနဲ့လမ်း30တောင်မီးပွိုင်ရောက်နေတာပေါ့အဲမီးပွိုင်မှာကျွန်တော်လင်မြန်းနဲ့ရောက်ရောက်နေတာအဲ့တော့ကားအရန်ခါရန်နေတော့လေကျွန်တော်တာယာတစ်ခုဖြစ်သွားတဲ့ချိန်မှာကျွန်တော်စဉ်းကြည့်မလို့တကားဖွင့်တော့မရှိတဲ့ဘေးကတိုက်ကပြိုကျသွားတော့ကျွန်တော်ကားရေးပါပြီသွားတော့ကျွန်တော်အဲ့တော့မှအရန်လန်သွားတယ်ဟိုမြင်းငလင်းတလောက်လောက်တာမျိုးလဲဘောကမှမကြုံဘူးပေါ့နော် ပြီးဒီငလင်နဲ့ပတ်သက်တဲ့အခြေခံသတိထားစရာအကြောင်းအချက်တွေကလည်းကျွန်တော်တို့ငငယ်ခဲ့ရလဲဘလောက်ဗဟုသုတမရှိဘူး ਨੇ ပါခဲ့တော့လေအဲ့တော့ဘာလို့မှမသိဘူးတကယ်တမ်းပြောတာတကယ်ကို shock ဖြစ်သွားတာပေါ့နော်အဲ့ဒီမှာအရန်ကိုခါတယ်တော်တော်ကျွန်တော်ဗီဒီယိုရိုက်ထားဖို့တော့မေ့သွားတယ်အဲ့ဒီမှာဒါပေမဲ့နောက်ပိုင်းတော်တော်လေးညင်သွားခြင်းကြောင့်ကျွန်တော်လမ်းရိုက်လိုက်ရရှိကျွန်တော် Facebook မှာတင်လိုက်တယ်အရန်ကို shock ဖြစ်သွားတာပေါ့နော်တကယ်ကိုပြီးမှနောက်လဲကြည့်တော့လည်းတကယ်တိုက်တယ်အပုံလိုက်ပဲအဲ့နဲ့ကျွန်တော်စိတ်ပူပြီးတော့တခြားတငယ်ချင်းတွေပြီးရင် showroom လဲပါပြီးပျက်စီးသွားတဲ့ ပြေးကြည့်မယ်ဗောဆိုဒီတောက်လျှောက်အဲ83လမ်းမတိုင်းမောင်းလာပြီဘယ်နှမိနစ်မှမကြောက်တခါကျွန်တော်83နဲ့38လမ်းတောင်းမှာရောက်တော့တခါထက်လို့တခါထက်လို့တော့အဲ့အချိန်မှာတော့တော်တော်လေးကိုကျွန်တော်လန့်သွားကားထဲမှာတော့မနေရဲတော့ဗောကျွန်တော်ဘေးနားကားတွေပေါ်မှာကိုဓာတ်တိုင်နေပြိုလဲပြီးတော့လေအကုန်လုံးကားတွေလည်းပြီဗောနော်လူတွေလည်းထိတာမြင်တော့ကျွန်တော်လန့်ပြီးတော့အမေမောက်ကကားပေါ်ဆင်းဆင်းဆိုပြီးတော့ကားပေးမှာပဲစင်းထိုင်နေဝင့်နေရဘေးမှာကျွန်တော်ဘေးမှာဆိုလည်းအများကြီးပဲလမ်းမှာတွားနေတဲ့လူတွေကတော်တော်များသွားတာဟုတ် ဘာလို့လဲဆိုတော့ဒီပထမတစ်ခေါက်လှုပ်လိုက်တဲ့အချိန်မှာလူတိုင်းကစိတ်ပူပြီးတော့ကိုမိသားစုစီကိုပြန်နေတဲ့အချိန်ဆိုလေအဲ့ချိန်မှာလမ်းပေါ်မှာလူတွေကအများကြီးပဲအဲ့မှာအကြီးအကြီးကျယ်ထပ်လှုပ်လိုက်တဲ့ခါကျတော့အကုန်လုံးလမ်းပေါ်မှာစိုက်ကယ်တွေလည်းပစ်လဲပေါ့အဲ့လိုဖြစ်နေတကယ်ရုပ်ရှင်ရုပ်ရှင်ရိုက်နေတဲ့အတိုင်းဝင်ပေါ့နော်တကယ်အပြင်မှာလက်တွေ့ရမြင်ရတော့တော်တော်လေးကိုလန့်သွားတယ်ရှော့တော်တော်ရသွားတယ်အဲ့ချိန်မှာအာဒီအခုငလင်ပေးကြောင်းပေါ့နော်နည်းနည်းရက်ရက်ကတကယ်ကိုအသက်အိုးအိမ်မိသားစုအကုန်လုံးဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေနဲ့ထတ်တူပေါ့တကယ်ကိုဝမ်းနဲ့စိတ်ကောင်းဖြစ်ရပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့ကအတက်နိုင်ဆုံးလည်းကူညီပါတယ်ဟိုကိုတက်နိုင်တဲ့ဟိုဟာကိုတက်နိုင်တဲ့အင်အားထက်ကိုပို့ပြီးတော့လည်းကျွန်တော်ကူညီနေပါတယ်ပေါ့နော်အာဒီအတွက်လည်းစိတ်မကောင်းဘူးကျွန်တော်အများတန်းလည်းထပ်ပြီးတော့မလုပ်ပေးနိုင်မလဲဆိုတာအများတန်းစဉ်းစားပြီးတော့ဆက်လုပ်ပေးပြစ်မှာပါဗျပြီးတော့ဒီကြံဆိုတော့အဓိကမြန်မာပြည်သူတွေရှိမှာပဲကြံရှိမှာပါအခုပြည်သူတွေအများကြီးမရှိတော့ဘူးเนาะအဆုံးရှုံးသွားတဲ့အချိန်မှာဒီကြံကတော့ကျွန်တော်တိတ်ပြီးတော့ခန်းစားချက်လည်းတိတ်မရှိပါဘူးအဲ့ဒီအတွက် ဘာဘာမှတော့တိတ်မဖြစ်ဘူးတကြံနဲ့ပတ်သက်တဲ့ခံစားချက်ကတော့ဒီမြန်မာပြည်ကဒီပြည်သူပြည်သားတွေဒုက္ခပဲကြုံရတာပဲခေါင်းထဲမှာအဲ့ဒါအဲ့ဒါအတွက်ကိုတော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်အ мян ဆုံးလည်းပြန်ပြီးအဆင်ပြေပါစေအေးချမ်းပါစေပြန်ပြီးတော့ထူထောင်နိုင်ပါစေလို့လည်းကျွန်တော်ဆုတောင်းပေးပါတယ်ထူထောင်ပေးနိုင်တဲ့လူတွေလည်းဒီတက်ပို့ပြီးတော့ပေါ်လာပါစေလို့ဆုတောင်းပေးပါတယ်